မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်တပ် KPDF ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ဟာမနေ့ကဇွန်လ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကမနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ အကြံဖတ်စစ်ခွေးတပ်ဘက်က10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့နေ့လယ်ပိုင်းမှာလဲ KIA KPDF ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာစစ်ခွေးတပ်ရဲ့လက်နက်ခဲယမ်းတွေထားတဲ့နေရာကိုကြောက်ရောက်ပောက်ကွဲပြီးတော့အထိကိုက်များပြားခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်။အမိုက်ပုံကြီးစွာပတ်ဝန်းကျင်မှာတပ်ဆွဲထားတဲ့စစ်ခွေးစစ်ကြောင်းကို KIA နဲ့ KPDF ကတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့တိုက်ပွဲပြင်းထန်နေတယ်လို့ပြောပါတယ်။မနေ့ကမနေ့က အမိုက်ပုံကြီးစွာချင်းဖျားเจ้าအနီးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ခဲ့တယ်စစ်ကောင်စီတွေဘက်ကတိမ်ဆုံးတာဆယ်ဦးမကဘူးဒဏ်ရာရတဲ့သူတွေကိုလည်းဆွဲပြေးတယ်တိုက်ပွဲကဆက်ပြီးတော့ပြင်းထန်နေပြီးဒီဘက်ကလက်နက်ကြီးနဲ့ပစ်တာကသူတို့ရဲ့ခဲရန်နေစုပုံထားတဲ့နေရာကိုသွားကြတယ်အဲ့ဒီမှာထပ်ပေါက်ကွဲပြီးတော့အထိကိုက်တွေများတယ်ဒါတွေကမျက်မြင်တွေ့ခဲ့ရတာပါလို့ KPDF ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အမိုက်ပုံကြီးရွာဟာမူလက KIA နဲ့ KPDF နယ်မြေစိုးမိုးမှုရရှိထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်ဖားကန့်ဒေသကိုဝင်ရောက်လာတဲ့စစ်ခွေးစစ်ကြောင်းက ဇွန်လကုန်ပိုင်းမှာပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်ဒေသခံများ ထွက်ပြေးခဲ့ရပြီးတော့ KIA နဲ့ KPDF ကလည်းယာယီစုပ်ခွာပေးထားရတဲ့နေရာဖြစ်တယ်လို့သိရပါဗျ။ယခုက KIA နဲ့ KPDF ကပြန်လည်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။စစ်ကောင်စီက၎င်းတို့တပ်ဆွဲထားတဲ့နေရာများကနေပြီးတော့လက်နက်ကြီးများနဲ့မကြာခဏပစ်ခတ်နေတယ်လို့ဆိုပါတယ်။စွန့်ငါရန်အမိုက်ပုံမော်ဝမ်းလေးရွာတို့ကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးတော့နေအိမ်များကိုလည်းဖျက်ဆီးဝင်ရောက်နေတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းမှာဖားကန့်ဒေသကိုနယ်မြေကျွမ်းကျင်တဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေပါဝင်လာပြီး ီးတော့ပြီးခဲ့တဲ့နှစ်ကတိုက်ပွဲအတွင်းမှာစစ်ကောင်စီတွေလက်လွတ်ထားရတဲ့လမောင်းကုန်းကိုဥတီစစ်ကြောင်းထိုးနေတဲ့အချိန် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ KIA နဲ့ KPDF ပူးပေါင်းတပ်ဟာဇူလိုင်လ10ရက်နေ့ကလည်းဖားကန့်မြို့နယ်လဝါကြီးရွာအုပ်စုမှာရှိတဲ့ခွန်ဆိုင်ရန်ကြီးရွာတင်းကြိုင်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုစလေဟောင်းပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဋ္ဌဦးဆိုင်ကောင်းဆိုင်ဟိန်တနက်နဲ့ပြက်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မောင်မယ်မျိုးမှာရှိတဲ့၎င်းရဲ့တောင်ယာချံဝင်းထဲမှာပဲမနေ့ကဇူလိုင်လ17ရက်နေ့မနက်9:00နာရီကမှတနက်နဲ့ပြစ်တက်ခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။ခြံထဲမှာတင်သေးသွားတာပါ။တနက်ကလည်းခေါင်းကိုပြစ်သွားတာဘသူကလာပြစ်သွားလဲဘသူမှမသိဘူးလို့မျိုးကန်တို့ကပြောပြထားပါဗျ။ ဦးဆိုင်ကောင်းဆိုင်ဟင်းဟာစစ်ကောင်စီထောက်ခံသူဖြစ်ပြီးတော့မောင်မယ်မြို့ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တယ်လို့သိရပါတယ်။သူ့ကိုစစ်တပ်နဲ့တော့တွဲတွေ့နေတာပဲ။အခုပြစ်ခတ်မှုကပုံကိုရေးလာနိုင်ငံရေးဂေးရလာတော့ကျမတို့လည်းမသိဘူး။စစ်ကောင်စီကတော့ဒေါသအတော်ကိုထွက်နေတယ်လို့မြို့ကန်တူကပြောပြထားပါတယ်။မောင်မယ်မြို့နယ်ပြည်ခံပြိုးပါတီကလည်းဥက္ကဋ္ဌဦးဆိုင်ကောင်းဆိုင်ဟင်းအသက်ခံရတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းကံမမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပုတ်ရင်တန်းကို၃ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ခွေး၁၀ကောင်ကျော်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၃၁ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူတပ်မတရတိကနေထွက်လာတဲ့စစ်ကား၁၂၀နဲ့အင်အား၁၀၀၀ခန့်ပါတဲ့ရိတ်ခါပုတ်တဲ့စစ်ကြောင်းဟာ ကမ္ဘာမြို့ပေါ်မှာတပ်ဆွဲထားတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များက၃ရက်ဆက်တိုက် drone များနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး၁၀កောင်ထက်မနေထိခိုက်ဒဏ်ရာရရှိကတေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။တေတယ်ဆိုတဲ့သတင်းကိုတော့အတိမပြုတ်နိုင်သေးဘူးစစ်ခွေးထိခိုက်မှုကိုပဲအတိပြုတ်နိုင်သေးတယ်။ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာတော့မဟာမိတ်အဖွဲ့တစ်ဖွဲ့ရဲ့ drone တစ်စီးတော့ပျက်စီးခဲ့ရပါတယ်လို့ဂလုံးပြောက်ကြားတံ Garuda Secret Force ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့ကိုအကြမ်းဖက်ဆက်တပ်ကလက်နက်ကြီး drone အများအများကိုအသုံးပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ကြေးရွာ6ရွာမှာတိုက်ပွဲများဇက်တိုက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့နယ်အတွင်းမှာရှိတဲ့ကြောက်ကျန်းရွာ၊ကြောက်တော်ရွာ၊နတ်ပါတတ်ရွာ၊ကြောက်ပြုတ်ရွာ၊နားမုံရွာနဲ့ရေမောင်းတန်းရွာတို့မှာအကြမ်းဖက်စစ်ခွေးတပ်နဲ့တောင်းတမတော် DNA တွေတို့တိုက်ပွဲများဇက်တိုက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး82လုံးနဲ့ ဒရုန်းပုံသည်28လုံးပြစ်ခတ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ10ရက်နေ့မှာကြောက်ကြမ်းကြီးရွာမှာအကြမ်းဖက်စစ်ခွေးတပ်နဲ့တောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ခွေးတပ်ဘက်က drone ပုံသည်18လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရေမောင်းတန်းကြေးရွာမှာလည်းအကြမ်းဖက်စစ်ခွေးတပ်နဲ့တောင်းတမရော TNL တို့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးအလုံး90နဲ့ drone ပုံသည်10လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်နားမုံရွာနဲ့ရေမောင်းတန်းရွာကြားမှာလည်းအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး12လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ ကြောက်ပြုတ်ရွာဘက်ကိုလည်းလက်နက်ကြီး၁၀လုံးပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ9ရက်နေ့မှာလည်းနောင်ချုံမြို့နယ်မှာရှိတဲ့ကြောက်ချမ်းရွာ၊နောင်လင်ရွာ၊ကြောက်တော်ရွာ၊အုံမခါရွာ၊နားမုံရွာနဲ့ရေမောင်းတန်းရွာတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတမ်ရော DNL တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီး၁၃၂လုံးနဲ့ drone ပုံသည့်အလုံး90ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲတိုက်ခိုက်မှုအများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ဆိုင်ရာနီးလမ်းများကိုလိုက်နာရန်လိုအပ်တယ်လို့ TNL ကအတိအပြီးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေဝရီတိုင်းပသိမ်မြို့မှာဇွန်လ17ရက်နေ့မနက်3နာရီလောက်ကစပြီးတော့မြို့ရင်းနေရာတွေမှာရင်ထင်းရဲတွေကဆိုင်ကယ်များကိုဖမ်းပြီးပတ်စံတောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနက်အစောပိုင်းဈေးရောင်းဈေးဝယ်လာကြသူများအပါအဝင်ဒေသခံ90နီးပါးရဲ့ဆိုင်ကယ်များကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးငွေကြေးတောင်းယူခဲ့ပြီးတော့ပတ်စံမပေးနိုင်ပါကလိုင်စင်သိမ်းပြီးချလန်ဖြတ်ထားခဲ့တယ်လို့သိရပါတယ်။မနက်အစောကြီး3နာရီခွဲလောက်ပဲရှိသေးတယ်။ တင်းတန်လေးတွေကိုဘူရာဈေးမှာဖောက်တယ်လာပို့တာအဖမ်းခံလိုက်ရပါတယ်ဈေးအရင်းတော့မရှိတော့ဘူးတုံးတောင်းပေးလိုက်ရတယ်လို့ဒေသခံတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အခုလိုမျိုးရင်းထင်းရဲ့တပ်ဖွဲ့ရဲ့စီးပွားရှာငွေကြေးတောင်းယူမှုကိုဒေသခံတို့ကဝေဖန်နေကြတဲ့အကြောင်းရင်းများလူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်အေအော်ဒီတိုင်းမှာရှိတဲ့မြို့နယ်များမှာအဖွဲ့များဖွဲ့ပြီးတော့ဖမ်းဆီးကလိုင်စင်မဲ့ဆိုင်ကယ်ကားများကိုတရားမဝင်ကုန်သွယ်မှုဥပဒေအကြောင်းပြချက်နဲ့ တသိန်းကနေ9သိန်းအထိအမျိုးမျိုးတောင်းခံနေတဲ့အတွက်ကြောင့်အခြေခံလူတန်းစားအများစုဟာလက်ရှိကုန်စည်နှုန်းအရလိုင်စင်မဲ့ဆိုင်ကယ်များကိုသာစီးနှင်နိုင်ကြပြီးအခုလိုမျိုးဖမ်းဆီးဒဏ်ရာမှုများပြုလုပ်ခြင်းကြောင့်တွားရေးလာရေးလောက်ကန်ရေးအတွက်အခက်အခဲဖြစ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့မှာရှိတဲ့ပန်းတိုင်တော်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်တပ်၄ထင်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ17ရက်နေ့နေ့လယ်7:00နာရီကစပြီးတော့7:36မိနစ်အထိမြိုင်မြို့မှာရှိတဲ့ပန်းတိုင်တော်ရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်တပ်၄ထင်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့၄ကျောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အဦတချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးတိုက်ခိုက်ခြင်းဟာမြန်မျိုးပေါ်မှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့ကာကင်းစခန်းစီမံကိန်းရုံးကိုတော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စီကောင်စီတပ်သားစံတပ်ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်73လက်သိမ်းဆီးရရှိပြီးတဲ့နောက်မှာစစ်ခွေးတပ်ကပြည်သူများကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မျိုးတောင်ပိုင်းကပန်းတိုင်တော်ရွာစတင်ကျောင်းကိုစစ်ခွေးတပ်ကမနေ့ကမွန်လွယ်ပိုင်းမှာစစ်တပ်လေးထီးတွေနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူတွေထိခိုက်မှုတော့မရှိဘူးသူတို့ရဲ့ကာကင်းစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးတော့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာ လို့အညာမြေအရက်ပတ်လူမှုအဖွဲ့အစည်းမြန်ရုံကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။မြန်မြုံနယ်အတွင်းမှာအချမ်းမဆစ်ခွေးတက်ကလေချောင်းတက်ခတ်မှုများထပ်မံပြုလုပ်လာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့လေချောင်းရံသတိပြုပြီးနေထိုင်ကြရန်အညာမြေအရက်ပတ်လူမှုအဖွဲ့အစည်းမြန်ရုံကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ